We have already sent a very strong signal message to Myanmar that we would want that Myanmar to comply with five point consensus first. Yeah? Stop the hostilities, cease fire, sit down together with all parties, with the stakeholders, and then let this humanitarian aid reach the respective island. And then only we talk to we talk about election. <laughs> မင်္ဂလာပါဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာကတော့အခုတလောအာယုံစိုက်မှုခံနေရတဲ့ကိစ္စတစ်ခုပါမြန်မာနိုင်ငံကနေအာဆီယံကိုရွေးကောက်ပွဲလေးလာတူနေလို့ပေးဖို့ဖိတ်ခေါ်လိုက်တဲ့အကြောင်းပေါ့ဒီဆွေးနွေးတင်ဆက်မှုကတော့ကျမတို့ရဲ့ Echoes of Revolution EOR podcast channel ကနေတင်ဆက်တာဖြစ်ပါတယ်ဟုတ်ကဲ့ဒီဖိတ်ခေါ်မှုကအာဆီယံအကတော်တော်လေး အကြိုက်ရိုက်စရာအခြေအနေဖြစ်စေတာပေါ့ဟုတ်တယ်ဒီနေ့မှာတော့လလိရှာနိုင်ငံချောင်းရေးဝန်ကြီးမိုဟာမက်ဟာဆန်ရဲ့ပြောဆိုချက်တည်နောက်ပြီးသက်ဆိုင်ရာဗတင်းတွေကိုအခြေခံပြီးတော့အာဆီယံရဲ့ဖြစ်နိုင်ခြေရှိတဲ့တုံ့ပြန်မှုတွေကြုံတွေ့နေရတဲ့အခက်အခဲတွေကိုနည်းနည်းသိစိတ်ဆွေးနွေးကြည့်ကြအောင်ဟုတ်ကဲ့ပထမဆုံးဒီဖိတ်ကြားမှုအပိုင်းကိုကြည့်အောင်လေအာဆီယံရဲ့အလေးချဥက္ကဋ္ဌမလေးရှားကအတည်ပြုထားတာကတော့ဟိုမြန်မာစစ်ကောင်စီကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်ဝိုင်ကဗိုလ်อืม ဒီဇင်ဘာ28ရက်နေ့စမလို့သူတို့ကြေညာထားတဲ့ရွေးကောက်ပွဲကိုလည်လာဖို့အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကိုဖိတ်တယ်ဆိုတာပဲဒီလိုဆိုပါတဲ့နော်မီမလေးရှားနိုင်ငံသားရေးဝန်ကြီးဌာနထုတ်ပြန်ချက်မှာကြတော့မလေးရှားရွေးကောက်ပွဲကော်မရှင်ကိုပို့ဖို့တတိယရာနာမည်ထပ်ဖိတ်တယ်လို့ဆိုရယ်ဟုတ်ပါဒါပေမဲ့အဲ့ဒီဖိတ်ခေါ်မှုထွက်လာပြီးတိတ်မကြဘူးအငင်းပွားစရာတွေတန်းစီပြီးပေါ်လာတာပဲဟုတ်တယ်ဟုတ်တယ် မြန်မာအစိုးရပိုင်းသတင်းစာတွေမှာမလေးရှားကလေ့လာသူတွေလွတ်ဖို့ကတိပြုတယ်ဆိုတဲ့စကားလုံးသုံးပြီးရွေးလိုက်တာ ਨੇ အဲ့ဒါနဲ့မလေးရှားဖြူတွေမှာအတော်လေးလွတ်ခတ်သွားတယ်ဝေဖန်တန်ညံသွားတာပေါ့ဟင် PKR ကဝုံချန်တို့မြန်မာနိုင်ငံရဲ့ဝန်ကြီးဆိုင်ဖူဒင်အက်ဗဒူလာတို့လိုလူတွေကဒါဟာဟိုလူခွင့်ရချိုးဖောက်မှုတွေရက်ဆက်မှုတွေလွတ်နေတယ်လို့ဆွတ်ဆွတ်ခန့်နေတဲ့စကောင်းစီရဲ့အတုအယောင်ရွေးကောက်ပွဲကိုတွားပြီးတရားဝင်မှုအတိမန်ပြူရရောက်တယ်ဆိုပြီးဝေဖန်ကြတာအေးနော်တော့မလေးရှားနိုင်ငံသားဤဘက်ကအရှင်းလင်းချက်ထူရတော့တာပေါ့ ဒါကတိပြုတာမဟုတ်ပါဘူးဒီဖိတ်ကြားချက်ကိုအာဆီယံအစည်းအဝေးမှာဆွေးနွေးမှာပါဆိုပြီးဟုတ်ကဲ့ဝန်ကြီးမိုဟာမက်ဟာဆန်ကိုတိုင်ကတော့နောက်ပိုင်းမှာပြောသေးတယ်အာဆီယံနိုင်ငံကြ ాయి ဝန်ကြီးများအစည်းအဝေးမှာဆွေးနွေးဆုံးဖြတ်မယ်ဒါပေမဲ့အဖွဲ့ဝင်နိုင်ငံတွေကသဘောတူလိမ့်မယ်လို့သူမမျှော်လင့်ပါဘူးတဲ့ဆိုတော့ဒါကအာဆီယံရဲ့မြန်မာရဲ့လက်ပတ်သက်တဲ့လက်ရှိရည်တည်ချက်နဲ့သိဆိုင်ဆွေးရှိကြည့်ဖို့လိုလာပြီးအတိအကျပဲဘာလို့လဲဆိုတော့2021အာနာသိမ့်ပြီးကြတဲ့အ မြန်မာနိုင်ငံမှာမတည်ငြိမ်မှုတွေလက်နက်ကိုင်ပဋိပက္ခတွေဖြစ်နေတယ်။အာဆီယံကလည်းဘုံသဘောတူညီချက်9ရပ်အဲ့ဒီ 5PC ပေါ့လေ။အေး 5PC အကြံဖတ်မှုချက်ချင်းရပ်ဖို့အားလုံးနဲ့ဆွေးနွေးဖို့ star တွေအဲ့ဒါတွေအကောင့်ထဲမှာ follow ဆိုပြီး2020နှစ်ကလည်းကမြန်မာစစ်ကောင်းဆောင်တွေကိုအစိမ့်မိအစည်းအဝေးတက်ခွင့်ပိတ်ထားတာလေ။ဟုတ်တယ်။မိုဟာမက်ဟာဆန်ရဲ့အခုနေပြီးတော့ခီးစင်မှာတောင် 5PCO အကောင့်ထဲဖော်ဖို့အရက်သားတဲ့ရက်ဘက်အစားအုပ်မျိုးတိုက်ခိုက်တာတွေရပ်ဖို့လူစားချင်းစာနာမှုအကူအညီတွေကန့်သက်ချက်မရှိပေးဖို့အဲ့ဒါတွေကိုပဲထပ်တိုက်သွင်းခဲ့တယ်လို့တရင်တွေထောက်လာတယ်။ဒီတော့ဒီလိုအခြေအနေတွေအောက်မှာကျင်းမမေရွေးကောက်ပွဲကတရားဝင်ပါမလားဆိုတဲ့မေခွန်းကကြီးကြီးမားမားရှိနေတော့ဘူး။ဟုတ်ပါလက်ရှိမေးပြန်ခြင်းညုံကြည့်ရင်တော့နိုင်ငံရဲ့နေရာအတော်များများမှာစစ်ကောင်စီကအပြေအဝါထိန်းချုပ်နိုင်တာမဟုတ်သေးဘူး။မှန်ပါပဲ။ပြီးတော့ ဒီရွေးကောက်ပွဲကိုစစ်တပ်အုပ်ချုပ်ရေးကနေရပ်သားအုပ်ချုပ်ရေးပုံစံပြောင်းဖို့ကြိုးစားမှုတစ်ခုလို့လည်းဝေဖန်မှုတွေရှိနေတယ်။အခွင့်အရေးဖွဲ့တွေကပြောတာကတော့ရွေးကောက်ပွဲနီးလာနေတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ခုခံရေးဖွဲ့တွေရှိနေနေရာတွေကိုနယ်မြေပြန်ရဖို့စစ်စင်ရေးတွေလေကြောင်းတိုက်ခိုက်မှုတွေပိုလုံလာတယ်ဆိုတာမျိုး။ငင်ကအာဆီယံဝန်ကြီးကိုတိုင်ကတော့ပြောခဲ့ဘူးလေမို့လား။ရွေးကောက်ပွဲထဲငင်းချမ်းရေးကိုအရင်ဦးစားပေးဖို့ရွေးကောက်ပွဲလုပ်မယ်ဆိုရင်တော့အားလုံးပါဝင်နိုင်ဖို့လိုတယ်ဆိုရမျိုးဟုတ်ကဲ့တတိပေးခဲ့မှုတယ် အခုကျတော့အကြီးကအတိုက်ခံပါတီကြီး NLD လိုဟာမျိုးတွေတောင်ပါကီမတ်ပုံချင်းဖြစ်တင်းခံထားရတော့ရွေးကောက်ပွဲမှာပါဝင်နိုင်မှာမဖြစ်ဘူးလေဆိုတော့မူမမဟာဆန်ပြောခဲ့သူလူလက်တရားမြတ်တာဖွေလင်းမြင်တာပြီးတော့အလုံးပါဝင်တဲ့ရွေးကောက်ပွဲဖြစ်ဖို့ကအင်းလက်တွေ့မှာတော်တော်လေးမဖြစ်နိုင်တဲ့လို့ပဲလို့ပြောရမှာပေါ့အဲ့ဒါအရေးကြီးတဲ့ချက်ပဲပြီးတော့ပင်ထားတဲ့နိုင်ငံရေးပါတီမတ်ပုံချင်းဥပဒေအသစ်မှာဆိုရင်လည်းရွေးကောက်ပွဲကော်မရှင်ကနိုင်ငံတွေလို့ထင် ယူဆရင်ကိုပါတီမပွင့်ကြီးဖျက်လို့ရတဲ့အခွင့်အရေးပေးထားတယ်။မတော်လေးပြင်းထန်တဲ့ပြစ်ထားရှိတယ်ပဲ။ဟုတ်တယ်။ရွေးကောက်ပွဲကိုကန့်ကွက်တာနောက်ဖြတ်တာလုပ်ရင်တေတံအထီပေးနိုင်တဲ့ဥပဒေတွေလည်းရှိနေတော့ဒီအခြေအနေတွေအောက်ကရွေးကောက်ပွဲကနေပေါ်လာမယ်ဘလို့အစိုးရမစိုးကိုစားပြမှုအပိုင်းမှာအားနည်းမှတေးကြတလို့ပဲ။မြန်မာလူအဖွဲ့အစည်းအများစုကလည်းတရားမဝင်ဘူးလို့မြင်နိုင်ချေများတယ်။ဒါကတကယ့်ကိုအကျက်အတဲပဲ။ အာဆီယံကောင်းဆောင်နေနေတဲ့ကိုယ့်ရဲ့စံနှုန်းတွေကိုယ့်ရဲ့ပုံသဘောတူညီချက်တွေနဲ့လုံးဝမကိုက်ညီနိုင်လို့တဲ့ရွေးကောက်ပွဲတစ်ခုကိုလိလာဖို့အဖွဲ့လွတ်တင်လာမလို့တင်ဘူးလားဘရိုလီဆုံးဖြတ်ရခဲ့မဲ့ကိစ္စပါလွတ်လပ်ရင်လည်းအဲ့ဒီလုပ်ငန်းစဉ်ကိုတရားဝင်မှုအထောက်အပံ့ပေးရရောက်သွားမလားဆိုရင်မူလို့ရှိတယ်မလွတ်ပြန်ရောမလွတ်ပြန်ရင်လည်းအဆက်တွေပြတ်သွားမလားရမ်းမောနိုင်မဲ့ခွင့်လည်းနည်းနည်းလေးတော့ပြတ်သွားမလားဆိုတာရှိသေးတယ်တချို့တုံးတက်သူတွေကတော့အရင်အာဆီယံရဲ့တုံးပြတ်မှုလေးကိုကြည့်ပြီးခံမှန်းကြတာကอืม ီရွေးကောက်ပွဲကိုရှောင်လို့မရတဲ့အချိန်နဲ့ fate a complete လို့တပေါ်ထားပြီးလက်ခံလိုက်တော့အဲ့ဒီအချိန်နဲ့ဒီကနေ့ပဲ 5PC ကိုဆက်တွင်ဖို့ကြိုးစားမလားဆိုတာပြောလားဟုတ်ကဲ့အဲ့ဒီလိုဖြစ်နိုင်ချေရှိတယ်လို့ခန့်မှန်းချက်တွေလည်းရှိနေပါတယ်ကောင်းပါပြီဒါဆိုရင်တော့ဒီနေ့ဆွေးနွေးမှုကိုညီကုန်းချုပ်တဲ့အနေနဲ့စဉ်းစားစရာလေးတစ်ခုထားခဲ့ခြင်းပါတယ်အခုလိုအခြေအနေဒီအောက်မှာလွတ်လပ်တရားမတတ်မှုမရှိနိုင်ခြင်းများပြီးအဓိကပါဝင်တဲ့သူတွေလည်းမပါနိုင်တဲ့ဒီရွေးကောက်ပွဲကိုလေ့လာဖို့ အာဆီယံကလက်ခံသည့်ဖြစ်စဉ်ညင်းပယ်သည့်ဖြစ်စဉ်အဲ့ဒီဆုံးဖြတ်ချက်ကမြန်မာနိုင်ငံရဲ့ရှုပ်ထွေးတဲ့အနာဂတ်ညင်းချမ်းရေးနဲ့ဒီမိုကရေစီလမ်းကြောင်းအတွက်ဘလို့အယိုးတယောက်မှုတွေရှိလာနိုင်မလဲအထူးသဖြင့်အရင်ခံမှာကိုကအားနည်းချက်တွေရှိနေတဲ့လုံငန်းစဉ်တစ်ခုကိုတရားဝင်မှုအထောက်ဘူးပေးတယ်လို့မဖြစ်သွားအောင်အာဆီယံဘလို့တတိထားကိုင်းတွေမလဲဆိုတာကတော့တကယ်ကိုအရေးကြီးတဲ့မေးခွန်းတစ်ခုပါပဲဒီလိုဆွေးနွေးမှုတွေကိုနားဆင်နိုင်ဖို့ကျမတို့ရဲ့ Echoes of Revolution EOR podcast channel ကို Join us again on the Echoes of Revolution EOR podcast channel as we continue to amplify the voices that refuse to be silenced. တိတ်ဆိတ်မခံတဲ့အတန်းတွေကိုဆက်လက်ချစ်ထွန်းပြီးလွတ်လပ်မှုနဲ့ဒီမိုကရေစီအတွက်ရုံးကန်နေတဲ့မြန်မာပြည်သူတွေအကြောပန်းမှုတွေကိုတင်ဆက်ပေးပါမယ်။